်ဒီနေ့ဆင်ကျင်တဲ့နှုတ်ကပတ်တော်လေးတူတူကသွားကြရအောင်ပေါ့နော်အာမပေးတော့ဖရားပေါ့နော်ဒီကောင်းစဉ်လေးပြီးထားပါတယ်ဘာတွေကိုအာမပေးတာလဲဖရားခင်ကပြည့်ခြင်းကိုအာမပေးဘူးနောက်တစ်ဆင့်ထပ်သွားမယ်ဆိုလို့ရှိရင်လူပြင်းကိုဖရားခင် အာမပေးဘူးပေါ့နော်တခါခါကြလို့ရှိရင်အဲ့ဒီအရာလေးကဘာနဲ့သွားပြီးတော့ရောနှော့တက်လဲဆိုတော့ကျေးဇူးတော်နဲ့ပြည့်ခြင်းနဲ့ကိုသွားပြီးတော့ရောနှော့တက်တယ်ဖရားခင်ရဲ့ကျေးဇူးတော်ကြောင့် နော်ဖုရားခင်လုတ်ပေးခဲ့တဲ့အရာကိုယုံကြည်ခြင်းအဖြစ်တို့တွေကကဲတင်ခြင်းရတာမှန်တော်ညာလေပဲဖုရားခင်ကတော့ပြင်းဖို့လို့အတွက်အားမပေးထားပါဘူးလူချင်းကိုဖုရားခင်ကအားမပေးဘူးဆိုတဲ့နှုတ်ကပတ်တော်လေးကိုတုတ်တန်ခန်းကြီး30အငယ်လေးနော်ပြင်းရတော်သူသည်ဆင်းရဲခြင်းလုံလဝရိယရှိတော်သူသည်တဲ့ကြွယ်ဝခြင်းသို့ရောက်တတ်၏တဲ့ဆိုတဲ့အခါမှာပြင်းရတော်သူသည်ဆင်းရဲခြင်းလောကအရာမှာသင် ပြင်းရမယ်ဆိုလို့ရှိရင် ဒီလောကအရာမှာသင်ဆင်းရဲမယ်နှုတ်ကပတ်တော်ဖတ်တဲ့နေရာမှာပြင်းရည်မယ်ဆိုလို့ရှိရင်နှုတ်ကပတ်တော်ဆင်းရဲမယ်လုံလဝရိယရှိတော်သူဒီကြွယ်ဝခြင်းလောကအရာမှာအလုတ်လုတ်တဲ့အခါမှာလုံလဝရိယရှိလို့ရှိရင်သင်ကြွယ်ဝမယ်ကြွယ်ကိုကြွယ်ဝရမယ်နော်ဘုရားသခင်ပြောထားတဲ့ဂရိစကားတော်တွေကိုဖတ်တဲ့အချိန်မှာသင်ဝရိယထားပြီးတော့သင်ဖတ်မယ်ဆိုသင်တကယ်ပဲနှုတ်ကပတ်တော်အရာမှာကြွယ်ဝမှာဖြစ်တယ် နှစ်ခုပေါ့နော်ယူလို့ရတာဖြစ်တယ်ပေါ့နော်လူပြင်းကိုဘုရားသခင်ဘယ်လောက်ဒီအာမပေးဘူးဆိုတဲ့အရာကိုဘုရားသခင်ကဖန်ဆင်းတဲ့အခါမှာလူကိုဖန်ဆင်းတဲ့အချိန်မှာနော်ဘုရားကဘာပြောလဲဆိုတော့အလွန်ကောင်းတယ်လို့ပြောတယ်တိရိစ္ဆာန်တွေအပင်တွေကိုဖန်ဆင်းတဲ့အချိန်အာမှာတော့ဘုရားသခင်ကကောင်းတယ်ကောင်းတယ်နော်အဲ့ဒီလူကိုဖန်ဆင်းပြီးတဲ့အခါမှာတော့ဘုရားသခင်ကအလွန်ကောင်းတယ်လို့ပြောတာဖြစ်တယ်အလွန်ပါတယ်နော်မတူဘူးပေါ့နော်တိရိစ္ဆာန်နဲ့လူနဲ့ဒါပေမဲ့လူဘုရားသခင်ကပြင်းရင်တော့သူကိုကြတော့ဘလို့နမူနာပေးလဲဆိုတဲ့အခါမှာတုတ်တန်ခန်းကြီး6ငွေ6မှာ ပရွေးစိတ်နဲ့ခိုင်းနှိုင်းလိုက်တယ်အမှန်တကယ်လူကတော့အမြင့်မြတ်ဆုံးဖြစ်နေဘုရားခင်ဖန်ဆင်းထားတာတလိဆန်တွေကိုအုပ်ဆိုးရတဲ့အခွင့်ကိုလူအာဒံကိုဘုရားကပေးထားခဲ့တာဖြစ်တယ်အာဒံနေစပြီးတော့တလိဆန်တွေကိုအုပ်ဆိုးရတဲ့အခွင့်မတို့ဘုရားခင်ကိုယုံကြည်တဲ့တာသမီအရောက်ချစ်စီနေမှာအခွင့်အာဏာ authority ရှိပြီးသားတော့ညာလည်းပဲပြင်းတော်သူကိုကြတော့ဘုရားခင်ကဘလို့ပြောလဲဆိုတဲ့အခါမှာပရွေးစိတ်ထံမှာနော်ပညာသွားတင်ပါလေအချင်းလူပြင်းနော်ပရွေးစိတ်ထံမှာပညာသွားတင်ပါလေပရွေးစိတ်ကပဲ့ပြင်းတဲ့သူရှိလားဆိုတော့မရှိဘူးတဲ့ နော်ဆရာရှိလားဆိုလဲပွဲစိတ်မှာဆရာရှိလားမရှိဘူးတဲ့မရှိတော့ညာလဲပဲဒီလိုမျိုးစဘာရိပ်ရာကာလာຫນွေကာလာမှာ तू อ่ะဒီ तू အတွက်မိုးရာဒီအတွက်ကိုတဲ့ तू อ่ะအစာဆုတတ်တယ်တဲ့အချင်းလူပြင်ပွဲစိတ်ထံမှာပညာသွားတင်มาတဲ့ဆိုပြီးတော့เนาะအမြင့်မြတ်ဆုံးလူသားအောင်เนาะတလေးဆန်ချီမှာเนาะပြင်းတဲ့လူကိုပညာသွားတင်ခိုင်းတာဖြစ်တယ်အားကြောင့်ဘုရားခင်ကပြင်းရခြင်းကိုအားမပေးဘူးပေါ့เนาะပြင်းရပြီးတော့တင်လက်ပိုင်းပြီးတော့နေမယ်တင်အိတ်ပြီးတော့နေမယ်ဆိုလို့ရှိရင်တဲ့စင်ရခြင်းဟာခရီးသွားတော့သူကဲသူရောက်လာလိမ့်မယ်တဲ့ ုတ်တန်ခန်းကြီးချောင်းငယ်6ခွန်လေးနော်ခရီးသွားတော့သူဆိုတာဥပမာထားပါတော့ဒီကျမတို့ဒီလမ်းစုံလမ်းကွာဖြစ်တဲ့နေရာဆိုတော့လေအခုဥမာမန္တလေးကနေပြီးတော့တထုံသွားမဲ့သူဆိုလို့ရှိရင်လည်းဖျားကြီးကိုဖြတ်သွားတယ်။ဟိုးမော်လမြိုင်ကနေပြီးတော့ရန်ကုန်သွားမဲ့လူဆိုရင်လည်းဖျားကြီးကိုဖြတ်လာတယ်။သူတို့ခရီးသွားတဲ့အခါမှာကျမတို့အိမ်ကိုရုတ်တရက်ဝင်လာတာဖြစ်တယ်။ဆင်းရဲခြင်းကခရီးသွားတော့သူကဲ့သို့ရုတ်တရက်ရောက်လာလိမ့်မယ်တဲ့။ပြီးတော့နောက်ထပ်ပါပြောလဲတရဲကဲ့သို့ တရေဆိုလို့ရှိရင်တက်ပါအချောက်ခံရပြီဆိုလို့ရှိရင်ဟောတရေချောက်ခံရမှာဆိုတော့ကြိုမသိဘူးလေဒါပေမဲ့မှောင်မိုက်တကိုးတွေဆိုတာဒီလောကမှာရှိတယ်မမြင်အပ်တဲ့အရာတွေရှိတယ်ဒါပေမဲ့ဖရာသားသမီးတွေကိုဖရာသခင်ကတော့မမြင်ခိုင်းဘူးဘာဖြစ်လို့လဲဖရာရဲ့ဝိညာဉ်တော်ကလမ်းပြတဲ့အခါမှာသူတို့မမြင်အပ်တဲ့အရာတွေကိုဖရာသခင်မမြင်အောင်ကြွက်ကားပေးထားတယ်ဝိညာဉ်တော်ကလမ်းပြတယ်လို့ပြောတာပေါ့နော်ဖရာခင်အတူပါရှိတယ်ပေါ့နော်ဆင်းရဲခြင်းကခရီးသွားကဲ့သို့ရောက်လာပြီးတော့အုပ်ဆာဖြုံးတီးခြင်းကသူ့ရဲကဲ့သို့ရောက်လာလိမ့်မယ် ဥစ္စာဖြုံးတိခြင်းဟာနော်တရေလိုမျိုးပဲရုပ်တရေတင့်ရှိကိုရောက်လာမှာဖြစ်တယ်အဲ့ဒါပြင်းရည်ခြင်းရဲ့နောက်ဆက်တွဲရလက်ဒီပေါ့နော်ဘုရားသခင်အားကြောင့်မို့ပြင်းရည်ခြင်းကိုအလိုမရှိဘူးပေါ့နော်အာမပေတော်ဖရားဆိုတဲ့အခါမှာနံပါတ်1ကျေးဇူးတော်နဲ့ပြင်းရည်ခြင်းကိုရောနှောနေတော်သူတွေရဲ့သူကပြင်းရည်ခြင်းကိုဖရားခင်အာမပေးဘူး။မော်လူပြင်းကိုဖရားမကြိုက်ဘူးပေါ့နော်။လူပြင်းကိုနောက်တစ်ဆင့်ထပ်သွားမယ်ဆိုလို့ရှိရင် ယုံကြည်လာပြီးလူပြင်းနေမယ်ဆိုလို့ရှင်ဖះမတုံးပါဘူးပေါ့နော်အားကြောင့်အာမပေးတော့ဖះနံပါတ်1ပြင်းရည်ခြင်းနံပါတ်2ကကြတော့ဗာလဲဆိုတဲ့အခါမှာစကားများခြင်းကိုဖះခင်အာမပေးပါဘူးစကားဆိုတဲ့အခါမှာလောကမှာစကားမြောင်များစွာရှိတယ်တချို့စကားပြောမှပဆန်ရတာဖြစ်တယ်နော်ဟိုစာပေဟောပြောပွဲတွေနော်စကားပြောမှပတ်ဆံရတဲ့အလုပ်တွေရှိတယ်နော် like စီအပြင်ဈေးရောက်တဲ့လူတွေဆိုလဲစကားပြောတတ်မှအပြောမတတ်လို့ရှိရင်မြန်မာစကားပေါ်မှာဆဲသလိုမျိုးပဲနော်အပြောတတ်လို့ရှိရင်အလျှောက်ကောင်းလို့ရှိရင်အထောင်းတတ်တာ နော်စကားပြောကနော်ရှင့်လဲလျှောက်တာပြားလဲဆွဲတာတကိုင်းတကိုင်းမှာဆိုရှင့်လေးလဲလျှောက်ဖို့နေရာရှိရတယ်ပြားအုံလေးလဲဆွဲဖို့နေရာရှိရတယ်ရှင့်လဲလျှောက်တာပြားလဲဆွဲတာလောကစကားတွေအများကြီးရှိတယ်ဒါပေမဲ့အထူးအနှစ်ချုပ်လိုက်မယ်ဆိုလို့ရှိရင်စကားနှမျိုးပဲရှိတယ်လောကစကားနဲ့ဖယားစကားတုတ်တန်အခန်းကြီး30ငွေ19စကားများသောအားဖြင့်အပြစ်ပါတတ်ဤမိမိနှုတ်ကို ချုပ်တီးတော်သူမူကပညာရှိ၏အမတို့စကားများသောအဖြစ်ဘုရားသခင်အပြစ်ပါတတ်တယ်လို့ပြောထားတဲ့အရာကဘာစကားကိုပြောချင်တာလဲဆိုတဲ့အခါမှာလောကစကားလောကစကားတွေများများမပြောနဲ့တဲ့နော် လောကစကားတွေများများပြောမယ်ဆိုလို့ရှိရင်သင်အပြစ်တွေပါလာမယ်တဲ့နော်မိမိနှုတ်ကိုချုပ်တီးတော်သူမူတီကပညာရှိတယ်အဲ့ဒီနှုတ်ကိုချုပ်တီးတဲ့အရာလေးနဲ့ပတ်သက်ပြီးတော့ဒါဝိမင်းကြီးကိုတော်တိုင်းပဲဘာပြောလဲဆိုတဲ့အခါမှာဘုရားသခင်နဲ့နော် ဒါဝိမင်းကြီးကသူ့ရဲ့နှုတ်မှာကင်းကိုထားပြီးတော့မူပါတဲ့မထွက်တဲ့နိုင်မထွက်အောင်ကင်းဆောင်ပေးပါမဖြစ်တဲ့နိုင်မဖြစ်အောင်အချိန်မီတားပေးပါဆိုပြီးတော့နော်ဒါဝိမင်းကြီးကအဲ့လိုမျိုးပြောထားတာဖြစ်တယ်လောကစကားကိုများများမပြောဘဲနဲ့ဖယားသခင်ပြောခိုင်းတဲ့အလိုရှိတဲ့အရာကိုကြတော့များများပြောရမယ်။ဘာဖြစ်လို့လဲဖယားသခင်ကများများပြောခိုင်းတဲ့ကြမ်းကြက်လေးပြီးခဲ့တဲ့တစ်ပတ်ကဆင့်ကျင်သွားရတယ်နော်။မာကုခန်းကြီး၁၆ငယ်၁၅မှာ နော်လောကီနိုင်ငံရှိသမျှကိုသွားတဲ့ဝင်နေရတတ္တဝါအပေါင်းအေးဝင်ကလေးတဲ့တင်စကားပြောရမယ်နော်ဆိုပြီးတော့ဖျားခင်ကပြောထားတာဖြစ်တယ်ကျမတို့မပြောလို့ရှိရင်တဲ့တို့မကြားဘူးတဲ့မကြားဘဲနဲ့ဘယ်လိုလုပ်ယုံနိုင်မလဲဆိုတဲ့အရာလေးကိုလေယောမအခန်းကြီး30ငွေ73မှာအကြောင်းမူကားတဲ့ထာဝရဘုရားကိုပထနာပြုတော်သူရှိသမျှတို့သည်ကဲ့တင်တော်မူခြင်းသို့ရောက်ရလက်တက်ထာဝရဘုရားကိုမြဲဆုတောင်းပထနာပြုမယ်ဆိုသင်ကဲ့တင်ခြင်းရမယ်တဲ့ဒါပေမဲ့တဲ့ မယုံကြည်ဘဲနဲ့ဘယ်လိုလုပ်ပဋ္ဌာန်းပြုနိုင်မလဲတဲ့။ तू ကမကြားဘဲနဲ့ဘယ်လိုလုပ်ယုံကြည်နိုင်မလဲ။ဟောပြောတော်သူမရှိဘဲနဲ့ရောဘယ်လိုလုပ်ကြားနိုင်မလဲဆိုတဲ့အခါမှာအဲ့ဒီဖျားစကားနှုတ်ထွက်တော်စကားတွေကတော့ပြောဖို့ဖျားခင်ကအင်မတန်မှအလိုရှိတာဖြစ်တယ်။နော်မရောသားနဲ့နော်ခုနကပြင်းရည်ခြင်းနဲ့ကျေးစုတော်နဲ့မရောသားပါနဲ့။အခုပြောတာကကြတော့မိမိနှုတ်ကိုချုပ်တီးတော်သူမူကပညာရှိတယ်။လုံးဝနှုတ်ကပတ်တော်မပြောတော့ဘူး။စပိတ်တာ။ ဘာမှမပြောတော့မဟုတ်ဘူးအလိုရှိသောစကားနဲ့အလိုမရှိသောစကားလောကစကားတွေကိုများများမပြောပါနဲ့ဖယားစကားကိုဆိုရင်တော့ညီကြီးဆုံးတိုင်အောင်အေဝီကလေးတင်စကားကိုပြောပါနော်ယုံကြည်ပြီးတော့ဗတ္တိဇံခတ်မယ်ဆိုခမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်နာမ၌ဗတ္တိဇံမင်္ဂလာကိုပေးပါတဲ့နော်အဲ့လောက်ထီကိုဟောခိုင်းပြောခိုင်းတာဖြစ်တယ်နော်အခုဒီကာလမှာဆိုလို့ရှင်မဟောလို့ရှင် မကြောက်မကြားရင်မယုံဘူးအဲ့ဒီတော့ကိုဟောကိုဟောရမှာဖြစ်တယ်ဖယားသခင်ကအားမပေးဘူးဆိုတဲ့အရာလေးတွေကိုကွဲခြားစွာတိဖို့ရေးကြည့်တယ် နော်နှုတ်ကပတ်တော်ကိုမတော်အလွဲမယူဖို့အရေးကြီးတယ်မပြောနဲ့ဆိုတိုင်းလဲနှုတ်ကပတ်တော်ကမပြောတော့ဘူးဆိုရောချလို့မရဘူးနော်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းကိုရတယ်ဆိုပြီးတော့အရာရာ၌ဘာမှမလုပ်တော့ပဲကျေးဇူးတော်ကျေးဇူးတော်ဆိုလို့လဲမရပါဘူးနော်ဒီအရာလေးတွေကရောထွေတတ်တဲ့အရာလေးတွေပေါ့နော်ကျွန်တော်တို့ဆင်ကျင်ရမှာဖြစ်တယ်နောက်ထပ်အတိုးစားခြင်းကိုဖျားခင်အာမပေးဘူးဒါကိုကျွန်တော်ပြက်ပြက်ပြောတယ်ကျွန်မကတော့ဒီအရာလေးနဲ့ပတ်သက်ပြီးတော့တကယ်ပဲတတ်တင်နေတကွာဖျားခင်က ပေးခဲ့တဲ့အရာလေးဖြစ်တယ်။ဒါမဲ့တချို့သောဝိဟာရကွဲပြားမှုတွေလည်းရှိနိုင်တယ်။တကယ်ကိုဖျားသခင်တက်တည်ပေးထားတဲ့တက်တည်ပေးထားတဲ့နှုတ်ကပတ်တော်ဖြစ်တဲ့အတွက်ကိုပေါ့နော်။ဒီအရာလေးကတော့ကျွန်မပြောကိုပြောမယ်။ဝိဟာရကွဲပြားပြီးတော့ပေါ့နော်။လက်မခံနိုင်တဲ့အရာရှိခဲ့မယ်ဆိုလို့ရှိရင်လေအာယုံကိုယုံကြည်တဲ့အတိုင်းဟိုယူလို့ရတယ်ပေါ့နော်။ယူလိုက်ပေါ့နော်။တချို့သောဆရာတွေကတော့အတိုးစားလို့ရတယ်လို့ပြောတယ်။ပေါ့နော်။ ကျွန်မကိုဘုရားသခင်ဖွင့်ပြပြီးတက်သိပေးတဲ့အရာကတော့အတိုးစားခြင်းကိုဘုရားသခင်အာမပေးပါဘူး။ဒါလို့ကျွန်မပေါ့နော်ပြက်ပြက်ပြောချင်ပါတယ်။နှုတ်ကပတ်တော်ကတစ်ခါတစ်ခါကြားလို့ရှိရင်ဟိုရှင်းရှင်းပြောရတဲ့အရာလေးရှိရင်လူကိုအားနာလို့ရှိရင်မထွက်တော့ဘူးပေါ့နော်။အဲ့တော့အတိုးစားခြင်းကိုဘုရားသခင်အာမပေးဘူးဆိုတဲ့အရာလေးကိုတရားဟောရာကျမ်းခန်းကြီး23အငယ်19နော်အငယ်19မှာတင်ဤအမျိုးသားချင်း၌အတိုးယူ၍ငွေ စားစရာအတုံးအဆောင်ကို မချေမငားရတဲ့တဘာအမျိုးသား၌အတိုးယူ၍ချေငားရ၏တဲ့ဆိုတဲ့အခါမှာအမျိုးသားချင်း၌အတိုးယူပြီးချေငားခြင်းကိုရှောင်ရမယ်လို့ပြောထားဖြစ်တယ်အရင်ခေတ်ကယူရလူနော်ဣတရေလလူမျိုးတဘာမျိုးသားအဲ့လိုမျိုးခွဲခြားခြင်းရှိတယ်အဲ့ဟာလေးနဲ့ပတ်သက်ပြီးတော့နော်တုတ်တန်28အငယ်10မှာရှင်းလင်းစွာနောက်တစ်ချက်ထပ်ပြီးတော့ပြောထားတဲ့အရာကအတိုးစားပြီးတော့တဲ့မတရားသောအမြင့်အဖြစ် နော်ဥစ္စာကိုစီးပူးသောသူဒီတဲ့ဆင်းရဲသားကိုတနာသောသူ အဖို့ဒါစီးပူးတတ်၏တဲ့ဆိုတဲ့အခါအရင်ရှင်းပါလေနော်အတိုးစားခြင်းအဖြစ်အတိုးစားခြင်းကိုဘုရားသခင်ကဘယ်လိုတတ်မှာလဲမတရားသောအမျက်လို့ပြောတယ်နော်အမျက်အဖြစ်အချိုးစည်းပွားရှာသောသူဒီဆင်းရဲသားကိုတနာသောသူအဖို့တဲ့ဆိုတဲ့အခါမှာသင်ဟာအတိုးစားပြီးတော့ဆင်းရဲသားကိုမတနာခဲ့ဘူးဆိုလို့ရှိရင် တင်စည်းဘူးသမျှဥစ္စာအားလုံးဒီဆင်းရဲသောဆင်းရဲသောကိုတနာသောသူရဲ့လက်ထဲကိုရောက်ကို ရောက်သွားမှာဖြစ်တယ်။အဲ့တော့တင့်ကိုမရှာနဲ့လို့မပြောဘူးအတိုးမဆနဲ့လို့မပြောဘူး။နော်တင်အတိုးစားပါငွေရှာပါတို့ပဲမဲ့လို့အဲ့ဒီရှာသမျှအရာဒီဆင်းရဲသောကိုတနာသောသူအဖို့ပဲဖြစ်ပါတယ်။ဆိုတဲ့အရာလေးကနှုတ်ကပတ်တော်ကရှင်းလင်းစွာပြောထားတာဖြစ်ပါတယ်။အဲ့တော့ စားခွင့်ပေးထားတယ်စားခွင့်မပေးထားဘူးအတိုးနဲ့ပေးလို့ရတယ်အတိုးနဲ့ပေးလို့မရဘူးကြိုက်တာကိုဆုံးဖြတ်လို့ရတယ်သို့ပေမဲ့လည်းတင်စီးပူးသမျှဥစ္စာသည်ဆင်းရဲတာကိုတနာတော့သူအဖို့ပဲဖြစ်တယ်တဲ့တကယ်လို့အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်မအဲ့နှုတ်ကပတ်တော်ကိုဖတ်ပြီးတဲ့အခါမှာစင်ကြလိုက်တဲ့အချိန်ခါကကျွန်မအတိုးယူနေတဲ့အချိန်ဖြစ်တယ်အတိုးပေးနေတဲ့သူတယောက်ဖြစ်တယ်အဲ့ဒီခါမှာဘာလို့အတိုးယူတာလဲဒီလိုမျိုးငွေချီးပြီးတော့ငွေတိုးယူတာမဟုတ်ဘူးရွှေအပေါင်ခံတာဖြစ်တယ် ရွှေပောင်ခံတော့နှစ်ချက်တိုးနဲ့ဒါပေမဲ့ဘုရားသခင်ကအတိုးမဆရဘူးလို့ဒီနှုတ်ကပတော်အပြည့်တိလာတယ်တစ်ချက်ဆိုရင်လည်းအတိုးပဲနှစ်ချက်ဆိုရင်လည်းအတိုးပဲတစ်ဆယ်လည်းအတိုးပဲ20လဲအတိုးပဲနေပြန်တိုးလဲအတိုးပဲအတိုးရဲ့အောက်ထဲမှာအားလုံးဝင်းတယ်အတိုးဆိုတဲ့ခေါင်းစဉ်အောက်ထဲမှာပေါ့နော်နှစ်ချက်တိုးပဲလေးဆိုတာမျိုးသွားပြီးတော့လှုပ်လို့မရဘူးနော်ဘာဖြစ်လို့ကျမကအတိုးဆရတာလဲရွှေပောင်ခံတဲ့အတိုးယူတယ်ကျမကိုယ်တိုင်လည်းပဲအဲ့ချိန်ခါမှာငွေအများကြီး ူများရှိရနေပြီးအတိုးနဲ့နော်တိန်းတွေကိုများကြီးထောင်တဲ့ချီမှာယူပြီးတော့အလုပ်ငန်းကိုလဲပတ်နေတဲ့သူတယောက်ဖြစ်တယ်။လုပ်ငန်းလုပ်တဲ့လူတွေဆိုများသောအားဖြင့်သိပါတယ်နော်။ဒီလိုမျိုးလုပ်ငန်းအတွက်ငွေချီရတဲ့ငွေတွေရှိခဲ့တယ်။ရှိခဲ့တယ်သူများကိုလည်းအဲ့လိုမျိုးကိုကရွှေဆိုင်ဖွင့်တဲ့အတွက်ဒီရွှေအပေါင်ခံတဲ့လုပ်ငန်းလေးကိုလုပ်တယ်ပေါ့နော်။လုပ်တဲ့အခါမှာဒီနှုတ်ကပတ်တော်ရောက်လာကမှာအိုးဘုရားသခင်ကတိုးစားတာမကြိုက်ဘူးပဲ။နော်။ဘာဖြစ်လို့လဲဆိုတဲ့အခါမှာယုံကြည်ခြင်းဆိုတာအကျင့်ပါရမယ်လေနော်။ ကိုကသူများတစ်ခါကိုဟောပြီးတော့ကိုကဆုံရှုံတော့သူဖြစ်လို့မရဘူး။ကိုကနှုတ်ကပတ်တော်ဆင်ခြင်ပြီးတော့ဟိုအကျင့်မပါလို့ရှင်ဖျားခင်ရရေခဲတိုက်ထဲရနော်ရေခဲတိုက်ထဲရရုပ်အလောင်းနေနဲ့တူတူပဲတဲ့နော်ဝိညာဉ်နဲ့ကင်းတဲ့ခန္ဓာကိုယ်လို့ပြောချင်တာပေါ့နော်အသေးပဲတဲ့ပြောထားဖြစ်တယ်ပေါ့နော်အဲ့ကြောင့်မလို့ကျမကအဲ့နှုတ်ကပတ်တော်တိလာတဲ့အခါမှာအတိုးကိုလုံးဝလျှော်ပေးလိုက်တယ်ပေါ့နော်သူတို့ကပတ်စံ၃သိန်းနဲ့ရွှေပေါင်ထားတယ်လက်စွပ်လေးပေါင်ထားတယ်ပေါင်ထားပြီလို့ရှင် ထားပါတော့เนาะအတိုးကတထောင်းကြတယ်ဒီအသုံးသိန်းရအရင်သူ့လက်စွပ်လေးပြန်ပေးပါဆိုတဲ့အခါမှာလက်စွပ်လေးပြန်ပေးလိုက်တယ်အရင်သုံးသိန်းကိုယူလိုက်တယ်အတိုးတထောင်းတော့လျှော့ပေးလိုက်တယ်အဲ့လိုမျိုးလေးလျှော့ပေးလျှော့ပေးလျှော့ပေးလိုက်တဲ့အရာတွေကအများကြီးပါเนาะအတယောက်နှစ်ယောက်ထဲလည်းမဟုတ်ဘူးလူရောက်ပေါင်းညောင်းများစွာကိုအော်ဒီနှုတ်ကပတ်တော်လေးကိုဆင်ခြင်ပြီးတော့ဒီဒေသနာတရားဟောချက်လေးကိုကြားတဲ့အထဲမှာရှော့ပေးခံရတဲ့လူတွေလည်းပါရင်ပါမှာပါပေါ့နော်အော်ကျမတို့ဒီဖျားကြီးမြို့မှာနေတာဖြစ်တယ်စိန်စီစတိုးမှာရွှေရောင်းခဲ့စဉ်အခါတော့ နော်လှုပ်ပေးခဲ့တဲ့အရာလေးဖြစ်တယ်လှုပ်ပေးခဲ့တဲ့အရာလေးကဘလောက်ထိဖရားသခင်ကပြန်လဲပြီးတော့နော်ကျေးဇူးပြန်ပြုတ်လဲဆိုတဲ့အခါမှာကျမခုနလုပ်ငန်းလေပတ်ဖို့အဲ့တော့အတွက်သိန်းတွေကိုထောင်ထဲရှိပြီးချီးထားတဲ့အရာတွေကနေလွတ်မြောက်ရတဲ့ခွင့်ကိုဖရားရှင်ကပေးတာဖြစ်တယ်အာမင်သူများတဲ့ခါကိုလွတ်မြောက်တခွင့်အပေးလိုက်တဲ့အခါမှာဖရားရှင်ကလည်းကျမသူများကိုလွတ်မြောက်ခွင့်ပေးလိုက်တယ်ဆိုတာနည်းနည်းလေးပါဒါမဲ့ကျမကိုဖရားရှင်လွတ်မြောက်ရတဲ့အခွင့်ပေးလိုက်တာကအကြီးကြီးဖြစ်တယ်အာမင်သူတို့ဘာကိုရေလောင်းတော်သူဒီကိုယ်တိုင်ရေလောင်းခြင်းအကျိုးကို ခံရလိမ့်မည်နှုတ်ကပတ်တော်ကလေမလွဲပါဘူးမနေ့ရက်နေ့နောက်ကလာမပြောင်းလဲပါဘူးเนาะဖခင်သည်နှုတ်ကပတ်တော်ဖြစ်တော်မူ၏အာမင်အာမင်ဒီအရာလေးအဖြစ်တတ်သိခံပါတယ်ပေါ့เนาะအချုပ်အဖြစ်ကျွန်မအခုပြောသွားတဲ့အရာလေး၃ချက်ပေါ့เนาะ၃ချက်ကကြတော့ပြင်းရည်တော်သူကိုဖခင် မကြိုက်ဘူးနောက်ထပ်စကားများတော်သူကိုဖခင်မကြိုက်ဘူးနောက်ထပ်အတိုးစားတော်သူဖခင်မကြိုက်ဘူးဒီအရာလေးတွေကိုမကြိုက်မှန်သိလာပြီဆိုလို့ရှိရင်နောက်ဆုံးအချုပ်လေးပဲပြောလိုက်တော့မယ် ဘာဖြစ်လဲအကျင့်ပါဖို့လို့အတွက်ကြားခဲ့တဲ့အရာလေးကိုလက်တွေ့လုပ်ဖို့လို့အတွက်ဘုရားသခင်ကအလိုတော်ရှိတယ်ခုနကယုံကြည်ခြင်းကအကျင့်မပါလို့ရှင်ဝိညာဉ်နဲ့ကင်းတဲ့ခန္ဓာကိုယ်လိုပဲရေခဲတိုင်းမှာရှိတယ်ရုပ်လောင်းနေလို့ပဲအသေးဖြစ်တဲ့ကဲ့သို့အကျင့်မပါတဲ့ယုံကြည်ခြင်းကလည်းအသေးဖြစ်တယ်ဒီနှုတ်ကပတ်တော်လေးကိုကြားပြီဆိုလို့ရှင်ကျမတို့အတ္တတာမှာလက်တွေ့လိုက်ရှောက်ဖို့လို့မလိုဘူးလား လိုပါတယ်เนาะယောမအခန်းကြီး2အငယ်73လေး ਨੇ ချုပ်ကောင်းเนาะအเจ้าမူကားတရားနာတော်သူသည်ဖျားခင်ရှေ့၌ဖြောက်မတ်ဒီမဟုတ်တရားကိုကျင့်တော်သူသာလျင်ဖြောက်မတ်ရာသို့ရောက်လိမ့်မည်တဲ့အာမင်အကျင့်ပါသောယုံကြည်ခြင်းကိုပြောခြင်းဖြစ်တယ်ဗောနောအကျင့်ပါသောယုံကြည်ခြင်းနဲ့လိုက်လျှောက်ဖို့လိုအပ်တော့ဒီရာလေးအဖြစ်တိုက်တွန်းခေါ်အားပေးပါတယ်ရောက်ချင်းစီတိုင်းဖျားခင်ကောင်းကြည့်ပေးပါစေ